ချဲစီလိုပုံရင်ကြီးပေါင်းတဲ့အသင်းအတွက်ကွင်းတင်လိုတာမှတ်မိမဲ့ကိုချင်းမှာစောက်ဖို့ပတ်စံမရှိသေးဘူးဆိုတဲ့တော့ဘိုလီဘယ်သမားလုံးမမိလောက်ဗျာဘလူးလိုင်းကင်းကနေပြန်လေးကျိုးထုတ်လိုက်ပါနည်းချဲစီပိုင်ရှင်တော့ဘိုလီကတော့ချဲစီအသင်းရဲ့ကွင်းတင်စီမံကိန်းဟာ2042ခုနှစ်လောက်အထိစောင့်ဆိုင်းရပွဲရှိကြောင်းပြောလာခဲ့ပါတယ်ချဲစီအသင်းရဲ့လက်ရှိစတန်ဘတ်ဘရစ်ကွင်းဟာပရီးမီးယားလိမှာနဝမမြောက်ပရိသတ်ဝင်ဆန့်မှုအများဆုံးကွင်းကြီးလေးဖြစ်ပါတယ်အနောက်လန်ဒန်ကလပ်အသင်းအတွက်ကွင်းတင်တီဆာရီနဲ့ပတ်သက်လို့ဆွေးနွေးလာခဲ့တာအချင်းအတော်ကြာမြင့်ခဲ့ပြီလေဖြစ်ပါတယ်ပရိသတ်ရဲ့အကြမ်းမှာတော့ အင်္ဂလန်ဘလူးကြီးတွေရဲ့စတန်ဖို့ဘရစ်ကွင်းကြီးဟာတခြားသောပရီးမီးယားလိပြိုင်ဘက်တွေရဲ့နောက်ကိုကြာဆင်းသွားပြီလို့ပြောဆိုနေကြပါတယ်။ချဲစီရဲ့လက်ရှိကွင်းဟာပရိသတ်ဥယျာဉ်၄000ဝန်းဆန်ပါတယ်။ ဒီပမာဏကဒီနေ့ခေတ်လောကာလာမျိုးမှာပရိသတ်ဝင်ဆန့်မှုဥယေနေပါလုံးနဲ့ပမာလာလို့ဆိုနိုင်ပါတယ်။ဒါကြောင့်လည်းချင်းစီအသင်းဟာလက်မှတ်ရောင်းချရမှုကနေဝင်ဝင်ရရှိမှုကထိုက်တင်တာထက်ပုံမနေပါနေရတာဖြစ်ပြီးတော်ပေါ်လေတို့ကချင်းစီကိုဝယ်ယူခဲ့စင်မှာဂွင်းတင်တဲ့ပတ်သက်လို့အစင်းမြင့်တင်မှုတွေကိုပြုလုပ်ဖို့အတွက်အစီအစဉ်ရှိတယ်လို့ပြားရင်နဲ့ဝမ်းချခဲ့ပါသေးတယ်။ဒါပေမဲ့လက်ခုလက်ရှိမှာတော့ဂွင်းကိုအစင်းမြင့်တင်နိုင်ဖို့ကတော့အချိန်နဲ့ထပ်မံဆောင်ဆိုင်းရအောင်မှဖြစ်ကြောင်းလဲပေါ်လေတို့ကပြောပါတယ်။ဒီအကြောင်းနဲ့ပတ်သက်ပြီးပေါ်လေက ကျွန်တော်တို့ကလပ်ကိုမူလဝယ်ယူခဲ့စဉ်မှာဒါကိုတွက်ဆဖို့15နှစ်နှစ်20လောက်အချိန်ရမယ်ဆိုတာကိုကနအုပ်သဘောတူထားခဲ့ပါတယ်။ဒါကလန်ဒန်လိုအထင်ကြီးမျိုးကြီးတစ်မျိုးအတွက်ကြီးမားတဲ့စီမံကိန်းတစ်ခုလည်းဖြစ်လာမှာပါ။ချဲစီလိုပေါ်ရင်ကြီးမားတဲ့အတင်းတဲ့တင်မှာသူတို့နဲ့လိုက်ဖက်မဲ့အင်္ဂစားကွင်းတစ်ခုရှိတင်နေဆိုတာကျွန်တော်တို့နားလည်ပါတယ်။လက်ရှိမှာတော့အသားစီးတွေများကြီးရှိနေသေးတယ်လို့ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ ပေါ်လေးတို့ကတော့မွေကိုအကျိုးရှိရှိအသုံးမချတက်ပဲဘယ်လိုလုပ်သတင်းတွေဖြစ်လာကြလဲမပြောတတ်ပါဘူးကစားသမားတွေကမလုံအပ်ပဲအများကြီးရှာဝယ်ကမွေတွေဖြုံးနေကြတဲ့အကြောင်းတကယ်လို့အပ်တဲ့နေရာတွေမှာမွေမသုံးနိုင်ဖြစ်နေရပါတယ်